ဒီ H banner 480 video လေးအဲဒီဒီညာဘက်ကခလုတ်နေတယ်ဘက်ကခလုတ်နေကိုဖြည့်သွင်းပြီးတော့အဖုံးဖွင့်လိုက်မယ်ဘုံကြီးကျွန်တော်ပြထားသလိုမျိုးလေးဒီ plastic ကလေးဒီနေကိုတက်ပြီးသွားရင်အဖုံးပိတ်ထားမယ်ပြီးတော့ကျွန်တော်အဲဒီကလပ်လေးကြာပါမယ်ဗောနော်ပြီးရင် power cable လေးကိုကျွန်တော်စတက်မယ်စတက်မယ်တော့ဒီဒီဟာလေးဗောနော် ါလေးဒီမူဒီနားမှာတက်လိုက်မယ်ဒီ dip လေးပေါ့ဒီ dip လေးကိုဒီပုံမှာထားပြီးတော့ညာလေးဒီ dip ဆိုတာ ਨੇ ကျွန်တော်တို့ power cable လေးပေါ့နော်ဒီ power socket လေးကိုတက်မယ် power socket လေးဒီမှာတက်လိုက်မယ်ဒီတော့အာမီ power လေးစပေးမယ်ပေါ့နော် ဲအဒက်တာမှာမီးလင်းသွားပြီဗောနော်အဒက်တာမှာမီးလင်းသွားပြီပရင်တာလေးကိုပေါင်ပေါဖွင့်မယ်ဆိုရင်ပရင်တာရဲ့နောက်ဘက်ခြမ်းမှာရှိရဗောနော်ဒီခလုတ်လေးဒီခလုတ်လေးကိုကျွန်တော်ရှေ့ကိုဆက်တူလိုက်မယ်ပြန်လာပါနေပါ යි ဗောနော်အဲကျွန်တော်ပေပါအဖုံးလေးပြန်ဖွင့်ကြည့်မယ်အမီလေးလင်းသွားတယ်ပြီးတော့ပြန်ပြိမယ်ဖက်ကူအဲသူကဒါလေးထွက်သွားတာဗောနော် အရင်ဆုံးကျွန်တော်တို့ဒီ printer နဲ့ဖုန်းနဲ့ပဲကျွန်တော်ဒီဆန်းပြပေးမယ်အရင်ဆုံးကျွန်တော်တို့ဒီ open level application တွေနဲ့ပေါ့နော်အရင်ဆုံးကျွန်တော်တို့ bluetooth တွေကိုဖွင့်မယ် bluetooth တွေဖွင့်ပြီးတော့ x printer 4e0 ပြီးပြီပေါ့အောက်မှာ printer ပုံလေးပုံမှာပေးလိုက်မယ်ပေါ့နော်ပေးပြီးတော့ပုံညလေးတုံးပေါ့ပတ်စောက ဲပြီးသွားပြီပေါ့เนาะ 480B ကြီး save ဖြစ်သွားပြီโอเคကျွန်တော်တို့ဒီဖုန်းမှာ open data ဆို application လေးစာပယ်မယ် label လေးစာထုတ်ဖို့အတွက်လေအရင်ဆုံးကျွန်တော်တို့ဒီ application ရဲ့ညာဘက်အပေါ်ထောက်မှာရှိတဲ့ printer button လေးကိုနှိပ်မယ်ဒုတိယလေးကိုရေးထားမယ်ဒီ 480B ပေါ်လာပြီပေါ့အတိတ်မပေါ်လာတဲ့ဒီ show all လေးကိုလေ down arrow လေးကိုနှိပ်လိုက်ပေါ်လာပြီပေါ့เนาะဒီ 480B ကိုနှိပ်မယ် status ကိုနှိပ်မယ် tsp ကိုနှိပ်မယ် တွင်နိုင်တယ်နှစ်ခုထွက်သွားတယ်ဗောနော်ကျွန်နှစ်ခုထွက်သွားတယ်ဗာဒီမိုးဗောနော်အဲဒီလိုနှစ်ခုတန်တန်လေးထွက်သွားတယ်အဲ့ဒီနာကျွန်တော်တို့ကမေးတွင်နာမှာဒီ two page တွေကလေးပြပြလိုက်မယ် okay နေမယ်ပြီးတော့ back နဲ့ပြန်ထွက်မယ် paper size ရဲ့30နဲ့စကူဗော30နဲ့စကူဒီ task ကိုယူမယ် explainer ဗော ပြီးတော့အိတ်ပြန်တော့ဘာကုတ်လေးရေးမယ်ဒီဒီယာလေးအသုံးနဲ့နေထုတ်မှာတော့ဒီတိုင်းပဲကျွန်တော်တို့ဒီပြစ်ဘက်တန်နေလိုက်တစ်ခုပဲထွက်လာမှာပေါ့နော်ညာဘက်ရဲ့အပေါ်တောင်းနေမှာဆက်တင်ဘက်တန်လေးရှိတယ်အဘက်ဆက်တင်လေးကိုဖွင့်ချလိုက်မယ်ဒီမှာ number of column ပေါ့နော်အဲ့လားဒီ၃ပြောင်းပေးလိုက်မယ်အဲ၃ခုပြပါပြီအကြောင်ပြောပြစ်ဘက်တန်လေးသင်ကြည့်မယ်ဒီမှာ၃ခုစားပေါ်တယ်ပေါ့နော်တစ်ခုပဒံမအိမ်ဖတ်ဆန်းထုတ်ကြည့်မယ် Okay. အဲ့ဒါရေးစားထွက်သွားပြီမှန်သွားပြီဆိုရင်ကျွန်တော်နှစ်တန်းဆိုရင်6သုံးတန်းဆိုရင်9ကျွန်တော်9ခုထိထုတ်ကြည့်နိုင်မှာပေါ့နော်ဟုတ်ကဲ့9ခုထပ်ပါပြီအဲ့ဒါပုံမှန်သွားပါပြီ